မင်္ဂလာပါခုတစ်ခေါက်မှာတော့မေလာထဲမှာပြန်လည်လာနိုင်ခြေရှိတဲ့သတင်းသူသတင်းမှားတွေကိုသတင်းဖတ်ရှုသူတွေအနေနဲ့ကြိုတင်သတိထားမိနိုင်အောင်ဖော်ပြတင်ဆက်သွားမှာပါမလာထဲမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးနဲ့နောက်ဆက်တွဲကလေးတွေအကြောင်းနဲ့ဆက်ဆက်ပြီးသတင်းမှားတွေချက်လက်မှားတွေကခုချိန်ထိပြန့်နှံ့နေစေပါတစ်ဆက်ထဲမှာပဲအခြားနိုင်ငံမှာလှုပ်ခတ်တဲ့ကလေးသတင်းတွေမှာလည်းသတင်းမှားတွေရောနှောပြီးတော့ပြန့်နှံ့နေစေပါဒီလိုတဘာဝ BNR နဲ့ပတ်သက်ပြီးသတင်းမှားတွေရုပ်သက်ဖိုင်အဟောင်းတွေ AI နည်းပညာသုံးဖန်တီးမှုတွေဆက်လက်ပြန့်နှံ့နိုင်ရှိပါတယ် တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ရင်တော့အချက်အလက်များတွေပါဝင်တဲ့မြေပြင်ခြေနေတွေစစ်ဆောင်ဒေသတွေရဲ့ခြေနေနဲ့ပတ်သက်တာတွေနောက်ပြီးတိုက်ပွဲဗီဒီယိုဖိုင်တွေနဲ့ဆက်ဆက်ပြီးထွက်လာနိုင်ခြေရှိတဲ့ရုပ်သံဖိုင်အဟောင်း AI ဖန်တီးမှုတွေနဲ့အတူဝါရမ်းပြန့်သတင်းမှားတွေရဲ့ပြန့်လည်လာနိုင်ခြေတွေကိုလည်းသတိထားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲတိုင်းနယ်ဒေသတွေမှာဖြစ်တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးလူမျိုးရေးဘာသာရေးပဋိပက္ခတွေကိုဥတည်စေနိုင်တဲ့အမုန်းပွားစေနိုင်တဲ့သတင်းတူသတင်းမှားတွေကိုလည်းရုံတော့ဖြန့်ဝေတာတွေရှိနိုင်တာကြောင့်သတိပြုစီရပါ။ဒါတလုံးမှာလည်းတရုတ်နဲ့ဂျာဝင်စစ်ဆေးအကြောင်းလာရှုမျိုးကိုစစ်ကောင်စီကပြန်လည်လွှဲပြောင်းလိုက်ရပါတယ်။ဒါနဲ့တစ်ဆက်တည်းအုပ်ချုပ် ုပ်ရေးစစ်ရေးမြေပြင်ခြေနေတွေနဲ့ပတ်သက်လို့သတင်းမှားတွေကလည်းချိန်နဲ့တပြေးညီပြန့်လည်လာနိုင်ပါတယ်။ထင်ကြီးရနေ့တွေဖြစ်မေလတရနေ့ကလှုပ်သမားနေပါ။တဘာဝဘေးရနေ့နဲ့ပတ်သက်လို့မေလနေ့ရနေ့ကနာကင်းမုံတိုင်းတက်ခတ်ခဲ့တဲ့နေ့ဖြစ်တယ်လို့မေလ14ရက်နေ့ကလည်းမိုးခါမုံတိုင်းတက်ခတ်ခဲ့တဲ့နေ့တွေပါ။ဒါအရင်ပတ်သက်လို့သတင်းဟောင်းတွေကိုယခုလက်ရှိဖြစ်စဉ်တွေလို့ဖြန့်ဝေတာတွေရှိလာနိုင်ပါတယ်။ ဒါကတော့မေလာအတွင်းပြည်내နိုင်ငံရှိတဲ့သတင်းစုသတင်းမှားတွေအကြောင်းကိုတင်ဆက်သွားတာပဲဖြစ်ပါတယ်။မိမိဖတ်ရှုလိုက်တဲ့သတင်းတွေကိုချက်ချင်းမယုံကြည်ပဲတရားဝင်ထုတ်ပြန်ချက်တိကျသေချာတဲ့သတင်းရင်းမြစ်တွေနဲ့အတူလွတ်လပ်ပြီးအမိကိုခင်းတဲ့သတင်းဌာနတွေကလည်းတစင်တိုက်ဆိုင်ဆက်စည်းကြဖို့တိုက်တွန်းလိုက်ပါရစေ။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့သတင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့သတင်းအကြောင်းအရာကိုလေးနဲ့တကွာပေးပို့ပေးပို့မြစ်တိုင်ရက်ခံအပ်ပါတယ်။ လူ့ဘောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။